ဆောင်းဝင်လာတာကြောင့်ဂမူရှုထိုးစဖြစ်လာတဲ့အာဆင်နဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်ရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။လက်ရှိရာသီဥတုလေးကချမ်းစိတ်စိတ်နဲ့ဆောင်းဝင်လာတာကိုသိတာဆင်းနေပါတယ်။အလားတူပဲအာဆင်ရဲ့အသင်းကလည်းဒီလိုမျိုးဆောင်းဥကာလကိုအသိမှတ်ပြုတဲ့အနေနဲ့သူတို့ရဲ့ဇယိုင်လေးကိုစတင်လာခဲ့ပြန်ပါပြီ။ဟုတ်ပါတယ်။ဆန္ဒလန်အသင်းကိုအဝေးကွင်းမှာတောင်းရောက်ရှင်ပြန်ရတဲ့အာဆင်တွေတို့ဟာမထင်မဖက်သေးရလာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဆိုတာနိုင်ပွဲတွေဆက်နေတဲ့အသင်းဖြစ်ပြီးတော့ဆယ်ပွဲကစားပြီးချိန်မှာခန်းစစ်က၃ဂိုးသာခွင့်ပြုပေးထားရတာဖြစ်ပါတယ်။အခုစန်ဒါလန်တသင်းတဲ့တဲ့နဲ့၂ဂိုးတောင်ခွင့်ပြုပေးလိုက်ရပါပြီ။ဒါရီရဲ့နောက်ကွယ်မှာစောင်းဝင်လာလို့ဇာတိလေးပြချင်စိတ်တွေကလည်းပါပါလိမ့်မယ်။ဒီပွဲကိုမကြည့်ခင်မှာမန်ယူကစားသမားဟောင်းဂယ်လီနဖီရဲ့၃၀ချက်လေးကိုပြန်ပြောချင်ပါတယ်။နဖီကသူတို့တွေကကတိကအောင်ဖြစ်စေနိုင်တဲ့စန်ဒါလန်ပဲဟုတ်တယ်မဟုတ်လား။ကျွန်တော်ကတော့ဝမ်းဝမ်းလိုပဲခံမှန်းပါပါ။ဘာကြောင့်ဒီလိုခံမှန်းမိတာလဲတကယ်မသိပါဘူး။ ကျွန်တော်အာဆင်နယ်ကိုပိုကြိုက်ပေမဲ့စန်တာလန်ကလည်းအင်ကွင်းမှာဆိုကစားရခက်ပါတယ်လို့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်တို့ကတကယ်လည်းခက်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 ကစားခဲ့ရတာဖြစ်ပါတယ်။အာဆင်နယ်တို့အသင်းကိုယ်တွေကိုတော့ Trossard နဲ့ Saka တို့ကသွေးယူပေးခဲ့တာဖြစ်ပါတယ်။ဒီလိုသရေပွဲစဉ်အပြီးမှာအာတီတာကိုအားမလိုအားမရဖြစ်နေကြတဲ့ပရိသတ်တွေလည်းရှိပါတယ်။ကိုကအသာစီးရပြီဆိုရင်ကြောက်ပြီးခန်းစစ်ကိုအားပြုကစားသွားစေတာကြီးကပြောစရာဖြစ်နေတာပါ။အာတီတာကကြောက်တတ်တဲ့အထက်ပါပါတယ်။အသင်းရလတ်ဆိုးမှကိုသူတအားကြောက်ပါတယ်။ ဒါကြောင့်လည်းရာသီကုန်ကနေပြရာခတ်ပြီးတော့အသင်းကရာသင်းနဲ့ဆူပလားတွေကိုမရဘဲဖြစ်နေရတာပါဒီလိုသရေကြခဲ့ပြီမဲ့လဲအာဆင်နယ်ကဇယားထက်ကိုဆက်လက်ဥဆောင်ထားနိုင်စေဖြစ်ပါတယ်ဒီပွဲသရေကြခဲ့ပြီမဲ့လဲအာဒီတာရဲ့လက်ရှိဆွမ်းရည်ကိုတော့အပြစ်ပြောလို့မရသေးပါဘူးနီးပြအာဒီတာရဲ့အာဆင်နယ်အသင်းဟာဒီရာသီမှာ18ပွဲကစားပြီးချိန်14ပွဲနိုင်2ပွဲသရေ2ပွဲသာရှုံးထားပါသေးတယ်တွင်းကို35ပေကို9ခုသာရှိသေးပြီးတော့ပေကိုမရှိတဲ့ပွဲကလင်းရှိ73ပွဲအထိရရှိထားပါတယ် ်ဒီလိုစွန့်ရည်ကောင်းတကြောင်ဒီနေ့ကအာဆင်နယ်နှစ်ပဲလို့အများကလည်းလက်ခံထားကြတာဖြစ်ပါတယ်။ဒါမှမလဲစောင်းဝင်လာတာနဲ့အာဆင်နယ်ကအာဆင်နယ်စပြီးတော့ပိသပြလာတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအာဆင်နယ်အသင်းမှာဒဏ်ရာကစားသမားတွေများနေပါတယ်။ Kai Havertz 16ပွဲလွယ်ကျော်၊ Matuidi 12ပွဲ၊ Odegaard 10ပွဲ၊ Martinelli 3ပွဲ၊ Saliba 2ပွဲ၊ Yoki Rus 2ပွဲလွယ်ကျော်ထားပါတယ်။တချို့ကစားသမားတွေနိုင်ငံတကာပွဲတွေအပြည့်အထိကစားနိုင်မှာမဟုတ်သေးပါဘူး။ဒီလိုအနေထားတော့မှတော့မှအာဒီတာကဒီလောက်ထိလှုပ်ပြထားတာပါ။ ။ပွဲစဉ်ဆက်တည်အပြီးအမှတ်ပေးစရာကိုအနည်းဆုံး၄မှတ်နဲ့အများဆုံး၆မှတ်ဖြတ်ထားနိုင်ပါလေ။ချန်ပီယံလိမှာထိပ်ဆုံးနားမှာရပ်တည်နေနိုင်ပါလေ။ကာရဘောင်ဖလားควอတာဖိုင်နယ်ရောက်ရှိထားပါလေ။ဒီတော့မဆိုးလာသေးဘူးပဲဆိုရပါမယ်။တခုရှိတာကအခုကစောင်းကာလာရောက်ပြီဖြစ်လို့လာမယ့်ပွဲစဉ်တွေမှာတော့အစင်းတဲ့အတွက်စိုးရင်တကြီးသာစောင့်ကြည့်သွားရဖို့ရှိကြောင်းဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာအစုံဒီကြည့်ပြကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်